တခါတုန်းကမပူကျွယ်ဆိုတဲ့ចောင်းသူလေးတယောက်ရှိတယ်။မပူကျွယ်က စာလုပ်ရတာကိုပြင်းစရာကောင်းတယ်ခက်ခဲတယ်လို့ထင်နေတတ်တယ်။ဒါကြောင့်စာကျက်ရမှာကိုတိတ်မကြိုက်ဘူး။တနေ့မှာတော့ဆရာမကကြပြားနှစ်ပောက်ကိုအလို့ရတဲ့သူကိုစုချမယ်လို့ပြောတယ်။မပူကျွယ်ကစုကိုလိုချင်ပေမဲ့ကြပြားကျက်ရမှာကိုစိတ်တက်ကြနေတယ်။ မပူကျဲစိတ်ပြက်လက်ပြက်နဲ့ထိုင်နေတော့ခြံစည်းအိုးပေါ်ကိုတဖြည်းဖြည်းချင်းတက်နေတဲ့ကနန်းလေးတကောင်ကိုတွေးလိုက်ရတယ်။ကနန်းလေးကပြုတ်ကျလိုက်ပြန်တက်လိုက်နဲ့မလျှော်တန်းစူးစမ်းနေ။ကနန်းလေးရဲ့မလျှော့တဲ့ဇွဲကိုမြင်ပြီးမပူကျဲလဲစိတ်တက်တက်ကြွလာတယ်။ကနန်းလေးတောင်ဒီလောက်စူးစမ်းတာပဲငါလဲစူးစမ်းရမယ်လို့တွေးလိုက်တယ်။ အဲ့ဒီနေ့ကစပြီးမပူကျဲဟာမိုးရွာတဲ့ညတွေမနှက်စောစောတွေမှာပါကြ བྱ ာတွေကိုအကြိမ်ကြိမ်လေးကျင့်ကြက်မှတ်တယ်တဖြည်းဖြည်းနဲ့ကြ བྱ ာတွေအလွတ်ရလာတယ်။ကြ བྱ ာရွတ်ပြိုင်ပွဲနေ့ရောက်လာတော့မပူကျဲဟာယုံကြည်မှုအပြည့်နဲ့ကြ བྱ ာနှစ်ပိုင်လုံးကိုမှန်မှန်ကန်ကန်ရွတ်ပြနိုင်ခဲ့တယ်။ဆီယာမကမပူကျဲကိုချီကျူးပြီးဆုချလိုက်တယ်။ မပူကျွင်ဟာကနန်းလေးစီကနေမလျှော့တဲ့ဇွဲနဲ့စူးစားရင်အောင်မြင်မှုရနိုင်တယ်ဆိုတဲ့သင်ခန်းစာကိုရခဲ့တယ်။ဘယ်ရာပဲဖြစ်ဖြစ်စိတ်မပြတ်ပဲဆက်စူးစားဖို့အရေးကြီးတယ်ဆိုတာသူသိသွားပြီ။